လေပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရေးအပအဝင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့တကုံမြောက်ပိုင်းနေတဲ့ပြည်သူတွေကတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ဒေါ်လေးလေးမုံသတင်းပေးပို့ထားပါရခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တင်မြောက်ပိုင်းမှာမလ၂ရက်နေ့ကတောင်းဆိုဆန္ဒပြခဲ့တာပါစီတန်းလဲလဲတဲ့အခါမှာစီကန်းချက်အချက်20ကိုလိုက်နာဖို့နဲ့ကြွေးကြော်တန်လေးကိုပါဝင်ကင်ဆောင်မဲ့ဆိုင်းဘုတ်ကိုလည်းပေါ်ပြထားတဲ့အတိုင်းသာသက်ဆိုင်ရန်ကခွင့်ပြုခဲ့တာပါဆန္ဒပြပြည်သူရေးအတွက်200ကိုသာခွင့်ပြုထားပြီးတန်ဃာရော်တွေပါဝင်ခွင့်မရှိပါဘူးကျွန်တော်တို့ပြည်သူတိုင်းပြည်သူတိုင်းဟာ ီဆန္ဒဖော်ထုတ်ခွင့်ရှိပါတယ်ဒီထက်သမှာတော့အကုန်ပါကြမယ်ပြည်သူဆိုတာကျွန်တော်လဲကျူရှင်စရာတယောက်ပါကျွန်တော်ပြည်သူတယောက်ပါဘုလူစရာပဲကျွန်내သူတွေအကုန်လုံးပဲမူရန်ရာတိုင်းလည်းပြည်သူတွေဖြစ်တဲ့ကြောင့်တို့တွေလည်းပါလာကောင်းပါလာနိုင်ပါတယ်နောက်ဆိုချက်လေးခုကတော့နိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးမှာစီးရင်မြင်ရှိရမယ်ဆိုတဲ့59ကာကြီးကိုပြင်ဆင်ဖို့သမရဖြစ်ဖွင့်မှာတားဆီးထားတဲ့59စာလုံးပြင်ဆင်ဖို့ပါဝင်လေးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်ပေါ်ဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစတဲ့တောင်းဆိုမှုကိုကြွေးကြော်တောင်းဆိုကြတာပါ။ င်သာတွဲဆော်ဆွံ့ရေးရေးရေးတကုံမြို့တင်မြောက်ပိုင်းမြို့ဦးစီရီတော်အနီးကပြည်တော်စုလမ်းကစတင်ပြီးပင်လုံလမ်းဘုံမြောင်လမ်းရာဇတိရလမ်းလမ်းမကြီးတွေအတိုင်းရက်ွက်နေပြည်သူတွေပါတီဝင်တွေကလမ်းလျှောက်ပြီးတောင်းဆိုချက်တွေကိုတွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ဘာသကိုကာကြီးဟာစေးမြင်ရှိရမယ်ဆိုတဲ့အချက်ဟာစစ်တပ်ဦးဆောင်တဲ့အနေထားကိုခေါ်ဆောင်နေတယ်လို့ကျွန်တော်ယူဆပါတယ်။သမ္မတစစ်တပ်ကလွဲပြီးတော့ ီခေါင်းဆောင်နေရာကိုစစ်တပ်ကလွဲပြီးတော့မရနိုင်ဘူးဆိုတဲ့အနေအထားမျိုးဖော်ဆောင်နေတဲ့အတွက်ကြောင့်ဒီအချက်ကိုကျွန်တော်လက်မခံခြင်းဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကတကုံမြောက်ပိုင်းဝန်ထမ်းရက်ွက်မှာပထမဆုံးဆန္ဒပြပွဲဖြစ်ပါတယ်။မလ3ရက်နေ့မှာလည်းတကုံမြို့တည်ရှိပိုင်းရက်ွက်ပြည်သူတွေက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားဖို့ရှိနေပါတယ်။ကျမလေးလေးမှာ